ပါသောဝါလာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဂျွန်လ9ရက်နေ့ရက်နောက်ဆုံးရအာဆင်ညနေသတင်းလေးပုတ်ကိုကျွန်တော်တို့တို့ကကြည့်လိုက်ရအောင်ဒီကျူ TikTok Facebook ကနေကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာပထမဦးတင်တဲ့ပုဂ္ဂိုလ်တော့သတင်းတော် Chris Wickley ဖော်ပြထားတဲ့မကြာခင်မှာ Arsenal နဲ့ Hewi ကိုဖြစ်သွားတော့မဲ့ကစားသမားတဦးနဲ့မိတ်ဆက်ပေးကြပါတယ် အရင်ကြီးလဲစိတ်လုံးရှာမသွားကြနဲ့ဟိုဒီကစားသမားကအသင်းရဲ့အနာဂတ်အတွက်ရင်းနှီးမြှုပ်နှံတာအသက်16နှစ်ရဲ့ကစားသမားလေးလောဆယ်အသင်းကြီးအတွက်တမ်းပြီးအသင့်သောမဲ့ကစားသမားမဟုတ်ပါဘူးအဲ့တော့ဒီကစားသမားကတော့ဘယ်ဂျီယန်ကလပ်ဂျန်အသင်းမှာကစားနေတဲ့ဂရိကွင်းလေကစားသမား သူ့ရဲ့နာမည်ကတော့ Constantino Caresa အဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးအာဆင်နယ်က Euro 52တန်းတော့ရက်ရောပေးတယ်ဥရောမှာအခြားအသင်းကြီးတွေပို့ပြီးအသာရဖို့အတွက်အဲ့ဒီပမာဏကိုပေးချေတဲ့အပြင်မှာတရားစီပြင်ပြီးအငှားချထားတယ်2026မှာအာဆင်နယ်နဲ့လာပြီးပူးပေါင်းမဲ့ဒီကစားမအတွက်အာဆင်နယ်ကဘာကြောင့်တက်တက်ကြွကြွရင်းနှီးမြုပ်နှံနေလဲဆိုတော့လက်ရှိဥရောပမှာအသက်16နှစ်နဲ့16နှစ်အောက်ကစားသမားတွေမှာ chance create အကောင်းဆုံးလို့နေတဲ့ကစားသမားစီးမှာဒီကစားမဒီအဆင့်ရှိချိတ်တယ် ပြီးတော့အသက်16နှစ်ဆိုရင်ပဲလေလက်ရှိ Jazz အသင်းရဲ့ကွင်းလင်မှာကွင်းလင်တက်စစ်နေရာမှာ senior level ကစားသမားကြီးတွေနဲ့ ရင်ပေါင်တမ်းပြီးကစားနေတယ်။မြင်သာအောင်ပြောမယ်ဆိုရင်အာဆင်နယ်တင်းမှာလူးဝစ်ကယ်လီဒီယာဒီပေါ်ထွက်လာတဲ့ပုံစံမျိုးသူကတော်တော်လေးကောင်းနေတယ်။မနစ်ကလည်းသူဝင်ဆုံးဝင်ရတယ်။ဒါပေမဲ့ဒီနှစ်မှာတော့ပွဲကြီးအများကြီးဆွာတာပေါ့လေ။အဲအဲ့ဒီဘက်ရဝမ်းမှာတော့ဖာဘရီကတ်လက်သစ်ဆိုတဲ့ပုံစံမျိုးနဲ့ခိုင်းနှိုင်းမှုလေးတော့ရှိတယ်။အာဆင်နယ်ကဒီကစားမောက်တော်တော်လေးသဘောကျတာဖြစ်တဲ့အတွက် payment structure ကိုတော့ဘယ်လိုမှမသိဘူး။ဒါပေမဲ့အာဆင်နယ်နဲ့ဒီကစားမောက်ကြားအာဆင်နယ်နဲ့ဒီကလပ်တင်းကြားထဲမှာမကြခင်မှာ Hewi ကိုဖြစ်တော့မယ်ဆိုပြီးတော့ Chris Wick လေးကပေါ်ပြထားပါတယ်။အဲ့တော့ဒီကစားမောက်ရဲ့ scale ဘိုင်းတွေတွားကြည့်တဲ့အခါမှာမဆိုးဘူးဗျ။ရင်းန ီးမြုပ်နှံမယ်ဆိုလဲမြုပ်နှံတင်တယ်ဗောလေအဲတခုရှိတာတော့ကိုတွေကတော့ဒီချိန်ဘဲပလေယာကိုပတ်စံဘလောက်ပြီးသုံးပြီးပေးဝယ်တယ်ပဲပြောပြောတိုက်စစ်မှုစစ်စစ်ဝယ်တာတော့ဖီးမလာဘူးအဲ့တော့အာဆင်နယ်တင်စီနီယာလေးမှာအသင်သုံးကစားသမားတွေဝယ်တဲ့ပိုင်းကတော့နည်းနည်းလေးတော့စောင့်ကြည့်ရအောင်မယ်လောလောဆယ်တော့လူငယ်အသင်းအတွက်အနာဂတ်ရင်းနှီးမြှုပ်နှံမှုဖြစ်ကွန်စတန်တီနိုကာရက်ဆာကိုအာဆင်နယ်တို့က ်ခေါ်ယူမှုတွေစတင်ပြီးချင်းကပ်ပြီးလုပ်နေပါပြီမကြခင်မှာပြပြတ်သွားလို့မဆိုပြီးဖော်ပြထားပါတယ်အသက်18နှစ်ရဲ့ဂရီသားတော့2026ခုနှစ်စကြုပ်တန်ရှိသေးမယ်အာဆင်နယ်နဲ့ပူးပေါင်းမယ်ဆိုလို့ရှိရင်တော့ဒါ2026လောက်မှာပဲရောက်လာနိုင်တယ်ပေါ့လေအဲ့တော့ဒီကစားသမားကိုအာဆင်နယ်တို့တရားသီးပြမြင့်အင်္ဂါချခဲ့တာကရှေ့မှာတော့လည်းအဲ့လိုတာဒကားရရှိခဲ့မှုတယ်အာဆင်နယ်ကဝီလျံဆာလီဘာကိုခေါ်တော့လည်းအဲ့လိုမျိုးဒီစိတ်အတီးအန်အသင်းကိုတရားသီးပြမြင့်အင်္ဂါချခဲ့ရတယ်ဒါက ောင်းစီချေပေးပြီးခေါ်တဲ့ကလတ်သင်းချင်းချင်းတူလို့ရှိရင်တောင်မှဒီလိုကစားသမားတွေကိုတရားသီးပြင်ပြီးအငှားချတဲ့ကလတ်သင်းတွေကိုရောင်းချမဲ့မိခင်ကလတ်သင်းတွေကပို့ပြီးရွေးချယ်တယ်အဲ့ဒီအချက်ကိုကောင်းကောင်းနင်းပြီးအာဆင်တွေကဒီကစားသမားကိုခေါ်လိုက်တယ်ဗောလေကျွန်တော်သွားကြည့်ရတော့မစိုးဘူးဗျမာတင်အိုဒီကလိုပဲအေရက်ထက်ကကန်နာတွေကောင်းတယ်ပြီးတော့သူကဒီ creative လုပ်တဲ့အပိုင်းတွေ link up တွဲတဲ့အပိုင်းတွေ ball carrying လုပ်တဲ့အပိုင်းတွေ bounce တိုးဝင်တဲ့အပိုင်းတွေမှာလည်းမစိုးကျွန်တော်သူနဲ့ပတ်သက်တဲ့ data အချက်လက်တွေဒီဘေးနားမှာတင်ပေးထားမယ် အဲ့တော့ဒီကစားမတော့ဒီရတီ39ဘက်မှာ23ဘက်ပွဲထွက်တာလေ3ကိုသွင်း3လုံးဖိုင်တာပြီးအဝါကတ်3ကြိမ်ထိထားပါတယ်ဘဲဂျန်ပရိုလီမှာလုံးဝခြေစွမ်းပြနေဒီကစားမကိုဥရောပအသင်းကြီးတွေအားလုံးဝိုင်းပြီးလိုက်နေကြကအာဆင်တွေကတရားတီအငှားပြန်ချပြီး EU 45တန်ကိုရက်ရောပေးပြီးတော့ကန့်လန့်မှုတွေလုပ်နေတာမကြခင်မှာပြီးပြတ်သွားဖို့ရှိနေပါတယ်အနာကတ်တဲ့ရင်းနှီးမြုပ်နှံတာပဲအဲအခုနောက်ပိုင်းအာဆင်တွေကလူငယ်အကယ်ဒမီတင်းကိုလည်းဖြည့်မှုတွေလုပ်ရမဖြည့်လို့လည်းမရတော့ဘူး ဒီဂျွန်လာကုန်လို့ရှိရင်လူငယ်ကစားသမား15ဦးကနေ16ဦးလောက်ဒီအာဆင်နယ်နဲ့စာချုပ်တက်တန်းကုန်ဆုံးပြီးတော့ထွက်သွားမဲ့လူတွေအများကြီးရှိနေပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ဘန်ချက်ကော့ကဖော်ပြထားတာအာဆင်နယ်တာဝန်ရှိသူတွေကဘန်ဂျမင်ဆက်စကိုခေါ်ယူနေပတ်သက်ပြီးတော့အသင်းတာဝန်ရှိသူတွေကြားထဲမှာသူတို့သတ်မှတ်ထားတာကပေါင်96တန်းအောက်လောက်ပဲဒီကစားမှတန်ကြီးရှိဆိုပြီးသတ်မှတ်ထားတယ်။ယူအားဖြင့်ဆိုရင်တန်း80ဒီထက်တော့ပိုပြီးဆက်စကိုပေးပြီးမခေါ်နိုင်ဘူးဆိုပြီးတော့သူတို့ကဆုံးဖြတ်ချထားတယ်။အဲ့ဒီတော့တစ်ဖက်က RP Lipset အနေနဲ့သူတို့သတ်မှတ်ထားတဲ့ယူကိုတန်း80ကျော်ပမာဏကိုခြာပြီးတော့ရောင်းရောင်းမရောင်းရင်အာဆင်နယ်တို့ကအဲ့လောက်ဈေးချတဲ့အခြေအနေမှာဇွဲကောင်းနဲ့စောင့်မှုရှိဆိုပြီးတော့ဘန်ချက်ကော့ကဖော်ပြသွားတယ်။ ီတစ်ပတ်ထဲဆက်စကိုနဲ့ပတ်သက်ပြီးအပြောင်းရွှေ့တွေမြင်ကျင်နေဆိုလို့ရှိရင်အာဆင်နယ်ကတိုးပေးရင်ပေးမပေးလို့ရှိရင်လစ်ဗစ်ကဒီကစားပါနဲ့ပတ်သက်ပြီးအာဆင်နယ်တို့လိုချင်တဲ့ပေါင်56တန်းအောက်ဆိုတဲ့ပမာဏကိုဈေးလျှောက်ပြီးမှပဲအပြောင်းရွှေ့ဖြစ်နိုင်တယ်ဆိုပြီးသူကဖော်ပြသွားတယ်။ဒီသတင်းကတော့အရင်ယုံရလားဆိုတော့အရင်တော့မယုံရသေးဘူး။ဒါပေမဲ့ဆက်စကိုနဲ့ပတ်သက်ပြီးနောက်ဆုံးရအချက်လေးကိုကျွန်တော်ဖော်ပြပေးရပါဘောလေ။တချို့တွေကပြောတယ်ယောဂရက်တို့ဆက်စကိုတို့အကြောင်းမကြာခဏပြောတယ်။ကျွန်တော်ကလေ တိုက်စစ်မှုတကယ်ငတ်မှုနေခဲ့တာကျောင်းကြီးဝီတော့မပြောတတ်ဘူးကျွန်တော်ကအာဆင်နယ်အသင်းအတွက်တိုက်စစ်စစ်စစ်ကစားတဲ့ပလေယာတူရောက်လာစီတင်တာအဲ့ဒါကအိုလီဝါကင်းပဲဖြစ်ဖြစ်ယောဂရပဲဖြစ်ဖြစ်ဆက်စကိုပဲဖြစ်ဖြစ်တိုက်စစ်မှုမှာဆိုတဲ့တိုက်စစ်မှုစစ်စစ်ဒေါင်ဒေါင်မီတက်ကိုကျွန်တော်ကရောက်စီတင်တာအဲ့အတွက်လည်းအဲ့လိုကစားသမားကြီးနဲ့ပတ်သက်တဲ့တဲ့င်းအတူစားလေးတွေအခုလိုမျိုးကျွန်တော်ဒုက္ခတကဒနေတပုတ်ဖြစ်ပေါ်ပြပေးတာမြန်မာဆမီမိုဘေး81ပေါ်ပြထားတဲ့နောက်ဆုံးရအာဆင်နယ်အသင်းအတွင်းအချက်လက်လေးကျွန်တော်ပေါ်ပြသွားမယ် ်ဂေဗီယယ်မဂါရီနဲ့ပတ်သက်ပြီးအာဆင်နယ်သင်းနဲ့စာချုပ်သက်တမ်းတိုးသွားပါလိမ့်မယ်ဝီလန်ဆာလီဘာနဲ့ပတ်သက်ပြီးပြောဆိုမှုတွေကအပြူသဘောဆောင်နေတယ်ကောင်းမွန်တယ်စာကာနဲ့ပတ်သက်ပြီးပြောဆိုမှုတွေကလည်းတော်တော်အဆင်ပြေနေပြီးတော့ထရော့ဆက်နဲ့ပတ်သက်ပြီးတော့စာချုပ်သက်တမ်းတိုးဖို့ကိုလက်ရှိချိန်မှာဆွေးနွေးမှုတွေစတင်လှုပ်ဆောင်နေတယ်နောက်ပြီးတော့ဇူအီမန်ဒီကိစ္စကအလုံးပြစည်းသွားပြီးလက်မှတ်တောင်ထိုးပြီးွားပြီးလို့ကြားသိရတယ်ဒါသူစီရတဲ့စင်ပေါ့လေလီရိုင်းစာနေကိုချိတ်ဆက်နေဆိုတာကတကယ်တည်မှန်ပါ ဆက်စကိုနဲ့ပတ်သက်ပြီးတော့အာဆင်နယ်လက်ရှိချိန်မှာစ조사မှုတွေလုပ်နေတယ်ဒါတော့ဆမီမိုဘယ်81ကအာဆင်နယ်ရဲ့တည်င်းနေနဲ့ပတ်သက်ပြီးအတူတူဖော်ပြသွားပါဘောလေသူကတော့အာဆင်နယ်ရဲ့အတွင်းတည်င်းကိုရတဲ့တည်င်းတော့တယောက်ပါအဲ့တော့ဒီတည်င်းနေရကြည့်လိုက်မယ်ဆိုရင်ဇူဝီမန်ဒီကိစ္စစိုးရိမ်တာမလို့ဘူးကျန်တဲ့စာချုပ်တက်တန်တူဖို့လုပ်နေကိစ္စတွေအားလုံးကလည်းအေးဆေးဆေးဖြစ်နေတယ်ဆိုပြီးတော့သူကဖော်ပြသွားတယ်လီရိုင်းစာနေကိုချိတ်ဆက်တဲ့ဆိုတဲ့တည်င်းကလည်းတကယ်အမှန်ပါဆိုပြီးတော့ဝန်ခံသွားတယ်ဘောလေအဲ့ဆိုတော့ အာဆင်နယ်တင်းကိုဘယ်လိုတိုက်စစ်မှုတွေရောက်လာမလဲကျွန်တော်စောင့်ကြည့်သွားမှာပါကျွန်တော်ကတော့ယောဂရက်တို့ဆက်စကိုနဲ့ပတ်သက်နောက်ဆုံးရသတင်းအတူစာလေးတွေရရလို့ရှိရင်ကျောင်းကြီးကိုဒီလိုမျိုးအတိပေးသွားပါမယ်တတိယနောက်သတင်းတစ်ပုဒ်ကတော့ Hand of Arsenal ကဖော်ပြထားပါအဲ့ဒါကတော့ Sorry Club တွေက ဂေဗီယမကာဟီရဲ့လက်ရှိအာဆင်နယ်တင်းမှာရနေတဲ့တပတ်ပေါင်တသိန်းဆိုတဲ့လောက်ခလာစားရဲ့နောက်ထပ်၃စားအထိတိုးပေးပြီးတော့ကန်လန်းမှုလို့ယူမယ်ကစားမအာဆင်နယ်မှာစပီးနေချင်တာဖြစ်တဲ့အတွက် sorry ကလပ်တီရဲ့ကန်လန်းမှုကိုပယ်ချလိုက်တယ်လို့ကြားသိရပါတယ်အာဆင်နယ်ကဒီကစားမနဲ့လက်ရှိချိန်မှာဆွေးနွေးနေပြီးတော့အာဆင်နယ်ရောဒီကစားမကနှစ်ရှည်ခွန်ထွက်ချုပ်ချင်တဲ့ဆန္ဒကအတူတူပဲလို့ဆိုပြီးသူကဖော်ပြသွားတယ်အာဆင်နယ်တင်းက2030တူနေ့အထိကန်လန်းထားပြီးတော့အန်ဒရီပါတာရဲ့လက်ရှိချိန်မှာဒန်ရနဲ့ကစားသမိုင်းနဲ့ပို့ပြီးနိနိကက်ကက်ဆွေးနွေးမှုတွေရင်းနှီးမှုတွေယူနေပြီးတော့တက်တန်း န်းတိုးနိုင်ဖို့အတွက်ပြင်ဆင်နေဆိုပြီးတော့ဒါ hand off အာဆင်နယ်ကဖော်ပြသွားပါတယ်အဲ့တော့ GBM ကကြီးနဲ့ပတ်သက်ပြီးအာဆင်နယ်ရဲ့ကိစ္စကအဆင်ပြေတယ်တရားဝင်သားမကြေညာနိုင်သေးပေမဲ့တော်တော်များအချက်လက်တွေအားလုံးကနှုတ်အားဖြင့်သဘောတူညီမှုရပြီဆိုပြီးဆန်ပြိုးဘဲ81ကြံခဲ့တဲ့ဒီဘလောက်ကဖော်ပြခဲ့သေးတယ်အဲ့တော့ဒီကစားမောက်ပိုင်းတဲ့ agency က Bartolosi Sport Agency ကစားသမားအများစုကတော့ဘရာဇီးသားတွေပဲအဲ့ဒီထဲမှာဆိုလို့ရှိရင်ဘရူနိုကွီမာရေမာတီယက်ကူညာဒေါက်ကလတ်လူးဝစ်တို့လိုကစားသမားတွေလည်းပါတယ်အဲ့ဒီအေဂျင်စီနဲ့အာဆီနယ်တင်လက်ရှိအချိန်မှာဆွေးနွေးမှုကြီးတော်တော်လေးတိုးတက်နေပြီးတော့ဂေဗီယယ်မကာယီကိုအာဆီနယ်တို့ကလည်း2030ခုနှစ်ထိတက်တန်းတိုးဖို့အတွက်ပြင်ဆင်နေလို့ကစားသမားလည်းအာဆီနယ်မှာဆက်ပြီးနေကျင်တယ်အဲ့ဒီအတွက် sorry ဘက်ကမမောလောက်ဖွဲ့ရကံလန့်မှုတွေအားလုံးကိုပယ်ချထားလို့ကြားသိရပါတယ်ဖူအန်နယ်ပွဲစဉ်မှာရခဲ့တဲ့တကောက်ကျော်တန်ရာကြောင့်ဒီကစားသမားကယာတီကုန်ထိနားခဲ့ရပြီးမယ်လာမယ့်ယာတီအစပွဲစဉ်တွေမှာပြန်ပြီးပါလာဖို့အတွက်တော်တော်လေးကို အခြေအနေကောင်းနေပြီဆိုပြီးတော့သတင်းညားဖော်ပြထားပါတယ် Transfer Market မှာ EU 85တန်းတကြီးရှိတဲ့ဒီဘရာဇီးတောက်အာဆင်နယ်က not for sale ဆိုပြီးကဲလန်လာတဲ့အသင်းကိုညင်းပယ်ပြီးတော့တက်တန်းတဝုတ်အတွက်ပြစ်စီနေတယ်2029ဆိုတက်တန်းကိုဆုံးမဖြစ်ပေမဲ့ဒီကစားမကိုအာဆင်နယ်တို့ကကြော်ရိုး player ဖြစ်သတ်မှတ်ထားတာဖြစ်တဲ့အတွက်နောက်ထပ်တက်တန်းနှစ်ရှည်တိုးဖို့အတွက်လှုပ်ဆောင်နေပါတယ်ဒီကစားမအာဆင်နယ်ကိုရောက်လာခြင်းတုန်းကသူကတော့2020တုန်းကပေါင်26.3သန်းနဲ့လိုင်းလီအသင်းစီကရောက်လာတာရောက်လာခြင်းတော့ပေါင်9000ပဲရတာ အဲ့ဒါကနေပြီးတော့2020မှာထပ်ပြီး contract ချုပ်တယ်2029ခုနှစ်ထိအဲ့ဒီစာချုပ်ပါအချက်လေးရတပတ်ပေါင်တသိန်းရတယ်ကျွန်တော်တော့ Gabriel လို့တကယ်အားကိုးရတဲ့ကစားမတူတပတ်ပေါင်တသိန်းရတော့နည်းတယ်လို့ထင်တယ်အနည်းဆုံးတော့တသိန်းခွဲတသိန်း၈၀၀တော့ပေးတင်တယ်ဗောလေအခုတထန်းတိုးရင်တော့အာဆင်တို့ကဒုက္ခရစအများကြီးပေးသွားဖို့ရှိပါတယ်သူကစားမောဘတစ်လျှောက်မှဆိုရင်အာဆင်နဲ့မှစုပေါင်းပွဲပေါင်း230ကစားပြီးသွားပြီအဲ့မှာ goal 20သွင်းထားတယ်ဖန်တီးမှု၅ချိန်လုပ်ထားတယ်အဲ့ဒါကဗဟိုခံစင်မှုတူဦးနော် ဂိုး20တောင်သွင်းထားတာအာဆင်ရောက်လာပြီးတဲ့အဲလိုင်လီသင်းစီမှာဆိုရင်သူဒီပွဲပေါင်း52ပွဲကစားထားတယ်နှစ်ဂိုးသွင်းထားတယ်အဲအခြား အသင်းနေမှာဆိုရင်တော့ဒါ39ပွဲ10ပွဲအဲ့လောက်ပဲလူငယ်အသင်းနေမှာသူတို့အဲ့လိုဖြတ်တန်းခဲ့တာအာဆီနယ်မှာသူ့ရဲ့ကစားသမားဘွားတစ်လျှောက်ပွဲအများဆုံးနဲ့ twin goal အများဆုံးသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်ဒီ season လေးကိုဒီကောင်ကြီးပုံပြီးတဲ့ shoe ball online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ viber phone number 3939963လုံး2ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကြီးညာတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချသာလာပြီးကစားလို့ရပါတယ်အကယ်၍အဲ့နဲ့ပတ်သက်ပြီး machine ဆိုရင်ကြော်ဆွတ်ဆွတ်ဆိုတဲ့ account ရဲ့ messenger မှာလည်းလာပြီးမေးမြန်းလို့ရပါတယ်မမေ့နဲ့နော် viber phone number 3939963လုံး2ခု ုံကိုဆက်သွယ်လို့ရပါတယ်။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Real Madrid အသင်းကိုလိမ့်လိမ့်မာမာနဲ့ညင်းပယ်လိုက်တဲ့ Luis Scaly အကြောင်းကိုဖော်ပြပေးတော့မှာပါ။ Luis Scaly ကို Real Madrid အသင်းကတကယ်ချင်းကပ်ခဲ့ရ။စပိန် La Liga Blue Real Madrid ကသူတို့အသင်းရဲ့ဖူးဘက်နေရာအတွက်အလားလာရှိပြီးတော့2026ခုနှစ်မှာတက်တန်းကုန်ဆုံးမဲ့ Luis Scaly ကိုချင်းကပ်မှုလုပ်နေ။ Arsenal နဲ့တရားဝင်စာချုပ်တက်တန်းတုံးမှုတော့မလုပ်ရသေးဘူး။ဒါပေမဲ့ Luis Scaly ရဲ့အေဂျင့် Luis Scaly ရဲ့ကိုယ်စားလှယ်သည်သူ့ရဲ့မိခင်ကိုယ်တိုင် သူသားနဲ့ပတ်သက်တဲ့ကိစ္စဝါသူကအေဂျင့်သဘောမျိုးနဲ့ပြန်ပြီးလုပ်ပေးနေတာ။ဒါပေမဲ့သူ့ရဲ့မိခင်ကအာဆင်နယ်နဲ့စာချုပ်တတန်းနှစ်ရှည်တိုးဖို့ကိစ္စတွေကပြီးသီးသလောက်ဖြစ်နေတာဖြစ်တဲ့အတွက်ရီယယ်မက်တစ်ကိုလိမ့်လိမ့်မှာမှာပဲညှင်းဆန်လိုက်တယ်။အာဆင်နယ်ကပဲသူ့ရဲ့သားဆက်ပြီးနေမယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်။အဲဒါဆိုဒီသတင်းနဲ့ပတ်သက်ပြီးတော့လက်ရှိအာဆင်နယ်ဖန်တိုင်ဝမ်ကြားထဲမှာတော်တော်လေးပျော်နေ။အမှန်ကလူငယ်ကစားသမားတူအလားအလာတွေအများကြီးရှိတဲ့ကစားသမားတူအနေနဲ့စာချုပ်တတန်းမတူရတဲ့အချိန်မှာဒီလိုမျိုးကန့်လန့်မှုတွေဒီလိုမျိုးအသီးသီးရဲ့မမောလို့ဖွယ်ရ ကန့်လန့်မှုတွေကတော့တကယ်စိတ်ရင်သွားနိုင်တဲ့အနေထားပေါ့လေဒါပေမဲ့ကျွန်တော်အမြဲတမ်းပြောပါလေ Ethan Wayne ထက်ဆိုင်ကျွန်တော် Louis Kelly ရဲ့ Mandeville ကိုပိုကြိုက်တယ်ဘာမှကီးမဆိုင်ကိုလုံးဆရာရှိရလုတ်တယ်ဝေဝါးတွေတွေးမနေဘူးတခုခုဆိုပြက်ပြက်သားသားပဲအဲ့ Louis Kelly တော့ကျွန်တော်တော်တော်လေးသဘောကျတယ်ဒီအတူတူတက်လာတဲ့နှစ်ဦးထဲမှာဆိုလို့ရှိရင်ပေါ့လေအဲ့တော့ तू ကတော့ Arita ရဲ့ အမြဲတမ်းဖြည့်ရှင်းနေရတဲ့ဘေဘက်ခံစားအစွန်အားနည်းမှုတနေရာကိုအကောင်းဆုံးဖြည့်ရှင်းနိုင်တဲ့ဆေးတစ်ခွက်ဖြစ်တော့ရှိနေပါလေ၁၈နှစ်ရဲ့အင်္ဂလန်သားတော့လာမစ်၉လပိုင်းဆိုရင်အသက်၁၉နှစ်ပြည့်တော့မှာပါအယက်၅ပြီ၁၀လက်မှရှိပြီးတော့တကယ်ကိုမှဒီအာဆင်နယ်အသင်းလိုအပ်တဲ့ဖူးဘက်ချန်တနေရာမမထန်တဲ့ဆော့နိုင်တယ်လို့အရှိမလဲအင်ဘက်တက်ကောင်းလုံးနိုင်တဲ့အတွက်လာမစ်ရသည်အဲ့ဒီဘေဘက်ချန်ခံစားကလည်းလူးဝစ်ကလေးတနေရာပဲလို့ကျွန်တော်ထင်တယ်ဒါပေမဲ့အိုက်ဒါအနာကမှာလူးဝစ်ကလေးကိုဒီယန်ရိုးမှုနေရာမျိုးမှာပြောင်းပြီးသုံးသွားဖို့ရှိရဆိုတဲ့အတွက် လူးစကယ်လီကိုကွင်းထဲမှာလည်းကျွန်တော်တို့အနာကမှာမြင်ရနိုင်ခြေရှိနေပါတယ်တချို့ report ရဆိုရင်2030ခုနှစ်ထိတက်တန်းတိုးမယ်လက်ရှိရနေတဲ့တပတ်ပေါင်း4000ထက်အစာများစွာလောက်ခရတာတိုးရမယ်လို့ကြားသိရပါတယ်ကျွန်တော်တော့ဒီရသည်မှာအာဆင်နယ်တင်စူဖလားတွေမရခဲ့ပြီမဲ့တေးပွဲတွေများရှုံးပွဲတွေများခဲ့ပြီမဲ့အာဆင်နယ်တင်အတွက်အချို့မြက်ကဝန်နဒီနဲ့လူးစကယ်လီကိုပလေယာလေးတွေထွန်းတောက်လာတာမျိုးမိန်းလို့ကစားသမားမျိုးဘယ်နေရာမှာသုံးလို့ရမယ်ဆိုတာတည်သွားတာမျိုးဒါတော့အစိုးရအကောင်းပေါ့လေဒါပေမဲ့အာဆင်နယ်တင်သာ ဒီຫນွေဈေးကမှာလိုအပ်တဲ့ player တွေကိုဖြည့်နိုင်မယ်ဆိုလို့ရှိရင်လာမယ့်အသည့်စူပလာအိမ်မကတိတ်ပြီးမဝေးတော့ဘူးလို့ထင်ပါတယ်။တခုတတိထားမိလား။အခုနောက်ပိုင်းဝီလျံဆာလီဘာအပောင်ဝင်အသင်းရဲ့ပလေးယာတော်တော်များကလာမယ့်နှစ်မှာဆူပလိုက်တစ်ခုကိုယူဖို့အတွက်ငါတို့လိုအပ်နေပြီဆိုပြီးတော့မကြာခဏထုတ်ပြောတယ်။ဒါကဘုတ်ဖွဲ့ကို quality ပလေးယာဖြစ်ငါတို့ကဆူပလားလိုချင်နေပြီဆိုပြီးတော့တစ်ဖက်ကနေအတီပေးရလည်းဖြစ်နိုင်တယ်။ကျွန်တော်ကတော့အာဆင်နယ်ပလေးယာတွေအသင်းမှာနေပြဖို့ဆိုရင်ငွေတစ်ခုနဲ့မလုံလောက်ဘူး။ဆူပလိုက်လည်းလိုအပ်တယ်လို့ထင်တယ်။အဲ့တော့လာမယ့်ရာသီမှာအိုက်တာ စုဖလားယူပေးနိုင်မှုဆိုရင်ဘုတ်ဖွဲ့ရဲ့ပံ့ပိုးမှုလည်းဒီຫນွေဈေးကွက်မှာလိုအပ်ပါတယ်အစိုးရကြီးပြတဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ